ပါရှင်ခသစ်တယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပြီးပါမယ်ဘကူယုံမအတွင်းတွက်လာတဲ့အင်အား90ကျော်ပါစစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားဘက်မှ30ဦးထပ်မံတေဆုံးပြီးစစ်သားလောင်းများကို PDF တပ်ဖွဲ့တွေကတကြုံပြီးနေရတဲ့ကြောင်းတင်ဆက်ပေးပါမယ်ဘကူတိုင်းမင်းလာမြို့နယ်အပိုင်းဘကူယုံမအတွင်းအင်အား90ကျော်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ရာစစ်ကောင်စီတပ်သား30ဦးထပ်မံတေဆုံးပြီးစစ်သားလောင်းတွေကို PDF တပ်ဖွဲ့များကတကြုံပြီးနေရကြောင်းတာယာဝရီခရိုင် PDF မှတာဝန်ရှိသူတအုပ်ကပြောပါရင်အေဒီလာ29ရက်နေ့ နေ့မနက်9:00နာရီကမှမင်းလာမြို့နယ်တရော်ကုံရွာဖုန်ကြီးကျောင်းမှထွက်ခွာလာတဲ့အင်အား80ကျော်ပါစစ်ကြောင်းကိုငမိုးရွရာတွင်ကိုရောက်ရှိလာစဉ်တာယာဝရီခရိုင်တရင်3800နှစ်လောက်ကတက်ခွဲ3တက်ခွဲနှစ်တက်ခွဲလီမြေအောက်ပြောက်ကြားတက်ခွဲအုပ်ဖို့တက်ခွဲ9တာယာဝရီခရိုင်တရင်3800နှစ်တာယာဝရီခရိုင်တရင်3800နှစ်တက်ခွဲ6 အေယာညီနောင်ရဲဘော်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီပိတ်ဆို့တိုက်ခိုက်မှုအတွင်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ပြီးတိုက်ပွဲကြခြင်းနှစ်နာရီပါခန့်ဖြစ်ပွားခဲ့ကြောင်းအဲ့ဒီတိုက်ပွဲဖြစ်ပွားနေခြင်းမနက်09:30မိနစ်50ခန့်မှာတော်လိုင်းပူပေါင်းရဲဘော်များရှိရာနီးကို MI35 ရဟတ်ရင်နဲ့ပြစ်ခတ်ကဂျက်ဖိုက်တာနက်စီပြန်ဝဲလာစဉ်အကြံဖက်စစ်ကောင်စီတပ်သားအလုံးတက်ပြတ်ပြီးစုခွာထွက်ပြေးရကြောင်းသိရပါရယ်။အဲဒီထိတွေ့တိုက်ပွဲအတွင်းအကြံဖက်စစ်ကောင်စီတပ်သား30ဦးထပ်မံနေတိုက်ဆုံခဲ့ပြီးတော်လိုင်းတပ်ဖွဲ့တွေကအလောင်း10လောင်းတင်ဆက်ရရှိခဲ့ကြောင်း ေဆုံးသွားတဲ့စစ်သားအလောင်းတွေကိုအကြံဖက်စစ်ကောင်စီတပ်သားတွေကလက်ရှိအချိန်ထိလာရောက်ကောက်ယူခြင်းမရှိသေးတာကြောင့်တော်လိုင်းတပ်ဖွဲ့တွေကရှင်းလင်းတကြိုပြီးနေရာကြောင်းတိုက်ပွဲအတွင်းတနက်စက်တလက်60မမတလက်ခေရဲများနဲ့စစ်တုံးပစ္စည်းများတင်ဆက်ရရှိကြောင်းသိရပါဗျာ။ စစ်ခွေးအလောင်းတွေကအနံသက်တွေထွက်လာလို့ကျွန်တော်တို့ရဲဘော်တွေလက်ရှိမှာရှင်းလင်းရေးတွေလုပ်ပေးနေရတာပေါ့စစ်တပ်ကအလောင်းလာကောက်တာတော့မရှိဘူးကျွန်တော်တို့ရှင်းလင်းရေးလုပ်နေတော့မှစစ်ခွေးတွေခိုးယူလာတဲ့ထမိန်တွေကအစာသိမ်းဆဲရရှိထားပါတယ်အခုစစ်ခွေးတွေကကျင်းရွာတွေကိုစစ်ကြောင်းထုတ်မီးရှို့နေတာတွေပဲလုပ်နေတယ်နောက်ဆုံးသိရတဲ့တပ်တွင်းသတင်းရဆိုရင်တိုက်ပွဲအတွင်းမှာစစ်ခွေး30ဦးထပ်မင်းတေဆုံးတယ်လို့သိရတယ်လို့တာယာဝတီခရိုင် PDM မှာတာဝန်ရှိသူတောင်းကပြောပါတယ် အဆိုပါချမ်းပတ်စစ်တပ်စစ်ကြောင်းစောက်ခွာထွက်ပြေးပြီးရနောက်တာယာဝရီခရိုင်တရင်3800နှစ်မှတက်ခွဲတီ Dragon Brother GPK PDF တက်ခွဲနှင့်တက်ခွဲ3တက်ခွဲလေးမြေအောင်ပြောင်ကြားတက်ဖွဲအုပ်ဖို့တက်ခွဲ9တက်ခွဲ6 Black Dragon နဲ့တာယာဝရီခရိုင်တရင်3800တုံးတာယာဝရီခရိုင်တရင်3800တက်မှတက်ခွဲကြောင်းအေယာညီနောက်ပကိုးခရိုင်တရင်3900တက်ခွဲ9တို့ပူပေါင်းပြီးနယ်မြေရှင်းလင်းပြုလုပ်ခဲ့ကြောင်းသိရပါသည် ဆက်လက်ပြီးလမ်းလွတ်ထားတဲ့မြို့များအကုန်ပြန်သိမ်းမယ်လို့ဗိုလ်ချုပ်ကြီးကျော်စွာလင်းကြုံဝါတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ကလမ်းလွတ်ထားတဲ့မြို့တွေကိုတမြို့မကျန်းအကုန်ပြန်သိမ်းပြမယ်လို့တိုက်ပွဲအတွေ့အကြုံရှိတဲ့ကြီးရီလီညီနိုင်ကုကင်းရင်မို့ဗိုလ်ချုပ်ကြီးကျော်စွာလင်းကပြောကြားလိုက်ပါတယ်။ကာကွယ်ဦးစီးချုပ်ရုံမှာ AB 29ရက်နေ့ကပြုလုပ်တဲ့နောင်ချုံဗမော်ဖားကန်ဗရောင်းနဲ့အရာရီစားတဲ့စီရေးဆိုင်ရာစီဝေးမှာပြောဆိုခဲ့တာလို့နေပြည်တော်တရင်ရင်းမြစ်ကပြောပါတယ်။မြို့တွေကုန်တနည်းပြန်သိမ်းပြမယ်ပြောတဲ့ဘယ်နည်းလဲဆိုတာထင်မပြောဘူး။၃လလားတနည်းအတွင်းလားဒါမှမဟုတ်၃နှစ်အတွင်း င်လားသူကိုယ်တိုင်စစ်မတိုင်ရတော့ရှေ့တန်းမှာကိုလူတွေဘယ်လောက်တည်နေလဲဆိုတာမသိဘူးပြောလိုက်ရင်အချိန်ကြီးကတက်ဘက်ပါနေရဆိုတာကြီးပဲဒါအပြင်တိုက်ပွဲဖြစ်ပွားရနေရတွေကိုစစ်ကူနဲ့စစ်လက်နက်ပစ္စည်းတွေကိုအရင်ကထပ်ပုံမပို့ဆောင်နိုင်ဖို့အတွက်ထောက်ပံ့ရင်းနဲ့ပို့ဆောင်ရင်တက်တွေကိုကားတွေအပြင်လေကြောင်းကပါသုံးဆွဲခွင့်ပြုထားတယ်လို့ပြောခဲ့ကြောင်းသတင်းရင်းမြစ်တွေကဆိုပါတယ်ဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့စီရင်ပြူဟာတွေကြောင်းရှစ်လလောက်တောင်းခံထားတဲ့အင်းတော်မျိုးကြာသွားပြီးကလေးကမြေပြင်တက်တွေမှာကိုပြူဟာနဲ့ကိုလောက်ကြတော့တယ်လို့တမခွန်ခွန်နဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေစီရသိရပါတယ်

စစ်ကောင်စီတပ်နဲ့နှိစက်သူတယောက်ကအင်းတော်ကိုကာကွယ်လာတာရှင်းလင်းလောက်ရှိပြီးညှိကုတ်ဦးဆောင်မပီဒီအက်တွေကမြို့သိမ်းပြီးတမမှုရောလက်အောင်ငယ်သားတွေပါဖန်ခံရတယ်။အဲ့လိုဖြစ်ကလေးကသူလည်းပြောချင်တာပြောအောက်ကလူတွေလည်းကို့ဘီဝါနဲ့ကိုပဲတွားနေကြတာလို့ပြောပါတယ်။ရခိုင်ပြည်နယ်မှာစင်ရရှုံနေလာတဲ့စစ်ကောင်ဆောင်က2024ခုနှစ်ဒီဇင်ဘာလ18ရက်မှာစစ်တောင်ချုပ်ဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုကြီးရည်လီညှိနှိုင်းကုတ်ကရင်မှုတာဝန်ပေးပြီးဗိုလ်ချုပ်ကြီးအဆင့်တိုးပေးခဲ့တာပါ။စစ်ကောင်စီတပ်အနေနဲ့တိုင်းရင်းသားလက်နက်ကင်ဖွဲ့တွေ PDF တွေနဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲမှာတိုင်းစ စစ်ဌာနချုပ်နှစ်ခုတက်စကန်146ခုနဲ့မြို့ပေါင်း90ကျော်လက်လွတ်ထားပါရယ်။ နောက်တစ်တပုတ်အနေနဲ့တမူးမြို့ကိုအခုနှစ်တွင်ရအောင်သိမ်းနိုင်ရင်ကြိုးပမ်းမယ်လို့ BDS ရဲဘော်များပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနယ်ဇက်ရှိတမူးမြို့ကိုအခု2025တွင်သိမ်းပိုင်နိုင်ဖို့စစ်စင်ရေးစတင်နေပြီးသိမ်းနိုင်ဖို့အတွက်ကြိုးစားသွားမှာဖြစ်ကြောင်းတမူးခရိုင်ပြည်သူ့ကာကွယ်ရေးတမတော် BDS ရဲဘော်တွေက ပြောပါရယ်။ AB29 ရဲ့ကပြုလုပ်တဲ့ကပွန်ညီနောင်ကမ်ပိန်းမှာပြည်သူများပါဝင်စေဖို့နှိုးဆော်တဲ့ဇကားဝိုင်းဆွေးနွေးပွဲမှာတမူးခရိုင်အမှတ်တင်တန်ရင်နဲ့အမှတ်နှစ်တန်ရင်မှာရဲဘော်တွေကတမူးမြို့တွင်စစ်စင်ရေးအရှိပါမှုကပွန်ညီနောင်ကမ်ပိန်းမှာပြည်သူများပါဝင်ဖို့လိုအပ်ဖို့အခြေအနေတွေကိုဆွေးနွေး ုခဲ့ကြခြင်းဖြစ်ပါတယ်။တမုခရိုင်တွင်စစ်စင်ရေးတွေကအခြားခရိုင်တွေနဲ့မတူဘဲတော်လိုင်းတပ်များအနေနဲ့စစ်ကောင်စီကိုတာမကပြူစောတိကတဲ့နာဂရှန်နီ SNL တို့ကိုပါတိုက်ခိုက်ရတာဖြစ်ကြောင်းတမုခရိုင် PDN ရဲဘော်တို့ကပြောပါတယ်။တမုမျိုးမှာစစ်ကောင်စီလက်ပါစင်ပြူစောတိအကောင်တလုံးကတဲ့နဲ့နာဂလက်နက်ကိုင်တွေကအိန္ဒိယနိုင်ငံအတွင်းသွာလာနိုင်တဲ့အခြေအနေရှိကြောင်းတမုမျိုးရရှိဖို့အတွက်တိုက်ခိုက်ဖို့စင်ခုံမှုတွေရှိတော့လေအများဆုံးသိမ့်ပိုင်ထိန်ချုပ်နိုင်မှသာအခြားခရိုင်များသိမ့်ပိုင်နိုင်ဖို့အများစွာအထောက်အကူဖြစ်စေမယ်လို့စကားဝိုင်းဆွေးနွေးပွဲမှာပါဝင်တဲ့ တမူခိုင် PDN ရဲဘော်တွေကပြောပါတယ်စစ်ကောင်စီအင်အားနည်းတဲ့ဆိုပေမဲ့တိုင်းရမယ့်နေရာကအရှမ်းကျဲပြင်းတဲ့တပ်တခုနဲ့ရည်ရွယ်ပြီးတိုင်းရမှာမဟုတ်ဘူးရဲဘော်တွေကတော့အကောင်းဆုံးအထိစ조사သွားမယ်ဒီနှစ်ထဲမှာဒီမျိုးကိုတိမ့်မယ်အကောင်းဆုံးရအောင်လှုပ်ဆောင်သွားမယ်လို့တမူခိုင် PDN ရဲဘော်ကပြောပါတယ်ဒါကြောင့်အကြရှုံးနေနေနဲ့အောင်မြင်မှုရအောင် လုံဆောင်နိုင်ရင်ကပေါ်ညီနောင်ကမ်းဘိမှာပါဝင်သွားဖို့ပြည်သူများကိုတိုက်တွန်းလိုကြောင်းလက်ရှိတိုက်ပွဲတွေမှာရှဲပေါ်အချို့မကြဆုံအသင့်မဲကြဆုံခင်ရကြောင်းကြီးကအုတ်ထုံများအပြည့်ဝမစင်နိုင်ခဲ့လို့ဖြစ်ကြောင်းပြောပါရင်ပြည်တွင်ပြည်ပကူညီထောက်ပံ့နေတဲ့ဖွဲ့တွေပါဝင်ပြည်သူများရဲ့ပါဝင်မှုတော်လိုင်းတက်များပူပေါင်းပြီးတမှုမျိုးသိစစ်စင်ရေးကိုတချီတဲ့ရုံးနိုင်ပါကကြံမျိုးတွေကိုထိုးစစ်စင်ရမှာထောက်ဖို့ပါဝင်ကြတဲ့လိုအပ်ချက်တွေပုံမှုဖြည့်ဆည်းပေးနိုင်မယ်လို့ပြောပါရင်တမှုမျိုးဆိုတာကြီးကိုကျွန်တော်တို့ထိန်းချုပ်နိုင်ပြီဆိုတာနဲ့ကလေးမျိုးဆိုတာတိမ့်ဖို့အတွက်ကမခင်းရင်တော့ဘူးလို့တမှုခရိုင် PDF ရဲ့ရှဲပေါ်က ြောပါရယ်လက်ရှိမှာပြည်သူများအနေနဲ့လေကြောင်းရံသတိပြုဖို့လည်း၎င်းတို့ကသတိပေးထားပါရယ်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ရာပြည်သူရှိရာနေရာတွေကိုအ धिक ပြတ်မှတ်ထားတိုက်ခိုက်နေတာကိုတွေ့ရတယ်လို့ပြောပါရယ်အဲလိုတိုက်ခိုက်နေမှုကပြည်သူနဲ့တော်လိုင်းတက်တွေအကြားသွေးခွဲနေခြင်းဖြစ်ကြောင်းတော်လိုင်းတက်များရှိလို့ဖုံးကျဲခံရတယ်လို့အမြင်ကိုရှိုက်ထည့်နေခြင်းဖြစ်ကြောင်း PDF ရေဘော်ကပြောပါရယ် စကိုင်းတိုင်းကလေးနှင့်တမှုခရိုင်များပါဝင်တဲ့ကပေါ်ဒေသလူများ၏အထူးစားပေးဆောင်ရွက်နေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရင်မွန်ကမလ22ရက်မှာပြောကြားထားပါတယ်။ကပေါ်ညီနောင်ကမ်ပိန်းဖွင့်ပွဲအခမ်းအနားကိုမလ22ရက်ညပိုင်းကကျင်းပခဲ့ရာဝန်ကြီးဦးရင်မွန်တက်ရောက်ခဲ့ပြီးအဲ့ဒီလိုပြောကြားခဲ့တာပါ။ကပေါ်ညီနောင် project ကိုမလ22ရက်ကစတင်ပြီး AP 20ရက်ထိသတ်မှတ်ထားပြီးရန်ပုံငွေကျပ်သိန်းတထောင်ရရှိဖို့ရှာဖွေဖို့အရည်ရွယ်ထားကြောင်းသိပေးထားပါတယ်။အခုရန်ပုံငွေရှာဖွေမှုကအဖွဲ့စလီဘွယ် တွက်လှုပ်ဆောင်တာဖြစ်ပြီးပြည်သူများတက်နိုင်သည့်ပါဝင်ကြဖို့တိုက်တွန်းထားပါတယ်။ချင်းတွင်းမြင်းနဲ့အိန္ဒိယနယ်စပ်အကြားခြိုင်ဝမ်းလွင်ပြင်ဒေသဖြစ်တဲ့ကဘော်ဒေသက MT စစ်ဒေသရဲ့အရေးကြီးတဲ့ဒေသဖြစ်ပြီးအဲ့ဒီဒေသမှာကလီးနဲ့တမူးမျိုးတွေပါဝင်ကြောင်းဝင်းစည်းဥယျာဉ်မွန်ကပြောပါတယ်။နိုင်ငံရေးနိုင်ငံခြားရေးကုန်သွယ်ရေးနဲ့စည်ရည်ရာသမိုင်းတလျှောက်ရေးပါခဲ့တဲ့အဲ့ဒီကဘော်ဒေသကိုလွတ်မြောက်နိုင်မည်ဖြစ်ရေးဦးစားပေးဆောင်ရွက်ဖို့ရှိကြောင်း၎င်းကဆိုပါတယ်။ကဘော်ခြိုင်ဝမ်းကစကိုင်းတိုင်းဒေသချင်းနောက်ပိုင်းမှာတည်ရှိတဲ့ကုန်မြင့်ခြိုင်ဝမ်းတစ်ခုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမဏိပူရာပြည်နယ်ရင်းနှီးနှမိတ်နဲ့နီကတ်စွာတည်ရှိပါတဲ့ကာကွယ်ဝင်ကြီးဌာနအမှတ်၁စစ်ဒေသအနေနဲ့လည်းဒီဒေသဒီနယ်မြေလွတ်မြောက်ရေးကိုအတူဦးစားပေးနေတဲ့စင်စားဆောင်ရွက်နေရလဲရှိရလို့ပြောရမယ်လို့ဝင်ကြီးဦးရင်မွန်ကပြောပါတယ်တော်လိုင်းအစပိုင်းကလေးကကာကွယ်ဝင်ကြီးဌာနနဲ့မဟာမိတ်တိုင်းရင်းသားတော်လိုင်းဖွဲ့တွေဖြစ်တဲ့ကချင်း KIA ချင်း CNF CNE ကရင်နီ KNPB KE ABS တရတူပါဝင်နေဗဟုကုတ်ကန်ရေးနဲ့ပေါင်းဆက်ညီနိုင်ရေးကော်မတီ C3C ရဲ့သဘောတူဆုံးဖြတ်ချက်အရအမှတ်၁စစ်ဒေသကို2020နှစ်နှစ်လပိုင်း ုင်းကစပြီးဖွဲ့စည်းခဲ့တာလို့ရှင်းပြပါရယ်ကလေးနဲ့တမှုခရိုင်နှစ်ခုလုံးမှာနေမြေစိုးမိုးထိန်ချုပ်မှုတွေကို PDF တက်မတော့ကအတိအကျရယူထားကြောင်းစစ်ကောင်စီလုံးဝကင်းစင်ခြင်းမရှိသေးတော့လဲတနယ်လုံးကို PDF တွေထိန်ချုပ်ထားကြောင်းရှင်းပြပါရယ်ကလေးနဲ့တမှုတို့မှာသာစစ်ကောင်စီအကျဉ်းချံများရှိနေတယ်လို့ဝင်ကြီးဦးရမွန်ကပြောကြောင်းသတင်းမှာဖော်ပြပါရှိပါရယ်ရှင်